အစိုးရဟာမနစ်ကမြန်မာနိုင်ငံမြောက်ပိုင်းကတယ်လီကွန်နဲ့ကွန်ပျူတာကွန်ရက်တို့နဲ့ချိတ်ဆက်နေတဲ့လောကထဲမှာလိမ့်လည်မှုတွေအတွက်ဥပဒေနဲ့အညီပြစ်ဒဏ်တွေတင်းကျပ်ထားတယ်လို့အစိုးရရှေ့နေချုပ်ယင်းယုံကပေကျင်းမြို့တော်မှာမတ်လ၈ရက်နေ့ကပြောပါရယ်ဆက်လေးချိန်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက် NPC ရဲ့တတိယအစည်းအဝေးအတွင်းတရုတ်ပြည်သူ့လွှတ်တော်ရှေ့နေချုပ်ရဲ့လုပ်ငန်းစဉ်အစီရင်ခံစာကိုတင်ပြချိန်မှာအခုလိုပြောလိုက်တာပါ မြန်မာနိုင်ငံမြောက်ပိုင်းမှာအခြေစိုက်ပြီးနာမည်ဆိုးနဲ့ကြော်ကြတဲ့မေမီတာဆိုးနဲ့ရာဇဝတ်ကိုင်းတွေဟာတရုတ်နိုင်ငံသားတွေကိုဖမ်းဆီးခေါ်ဆောင်မှုတရားမဝင်ထိန်သိမ်းမှုအလွဲသုံးစားလုပ်မှုနဲ့လူသက်မှုတွေကျူးလွန်ခဲ့ပါတယ်။ ဒါပြင်ပြည်ပမှာဆက်သွယ်ရေးကွန်ရက်တွေကိုတုံပြီးတရုတ်နိုင်ငံသားတွေကိုလိန်ဖို့အွန်လိုင်းလုံကစားရုံတွေကိုဖွင့်နေပြင်တရုတ်မျိုးသမီးတွေကိုပြည်တစားလှုပ်ဖို့အစီအစဉ်ခဲ့တယ်လို့ CCTV သတင်းဌာနကအစီရင်ခံပါတယ်။ဒီအဖွဲ့ရဲ့အဖွဲ့ဝင်တွေဟာလိန်လယ်မှုလူသက်မှုရွေးချက်ရှိရှိတရားရစေမှုတရားမဝင်ထိမ့်သိမ့်မှုလုံကစားလုပ်ငန်းမူရစေဝါရောင်းဝယ်မှုနဲ့အာဏာပိတ်စားတွေနဲ့ဆွဆွဲချက်တင်ထားခံရတယ်လို့လည်း CCTV သတင်းဌာနကတင်ပြခဲ့ပါတယ်ရှင်။